တောင်ကိုရီးယားရေတပ်ရဲ့အကင်းနဲ့လေရင်တစ်စီးဟာနိုင်ငံတောင်ပိုင်းမှာပြတ်ကျခဲ့ပြီးလူလေးဦးသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။မေလ29ရက်နေ့က P3 အမျိုးအစားလေရင်ဟာနိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာရှိတဲ့ပိုဟန်မြို့ latest scan တစ်ခုကနေလေကျင်ရေးမစ်ရှင်အတွက်ပြန်တက်ပြီး9မိနစ်ဝန်းကျင်ကြာမှာအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။လေရင်ကိုရေတပ်ကအပူတပြင်းလိုက်ချပြီးတဲ့နောက်မှာပိုဟန်မြို့နားမှာရှိတဲ့တောင်ဆောင်တနေရာမှာပြတ်ကျထားတဲ့လေရင်ပြတ်အစိပ်ပိုင်းတွေကိုရှာတွေ့ခဲ့ပါတယ်။လေရင်ဟာပြတ်ကျချိန်မှာပောက်ကွဲမီးလောင်ခဲ့ပြီး အနည်းတစ်ဝိုက်ကတစ်ပင်တွေမှာပါမိကျွမ်းနေခဲ့ပါတယ်။လေရင်ပြတ်ကျရတဲ့အကြောင်းရင်းကိုတိတိကျကျမသိရသေးပဲစုံစမ်းမှုတွေဆက်လက်လှုပ်ဆောင်နေစေလို့လေတက်ကပြောပါတယ်။လေရင်ပေါ်လိုက်ပါလာတဲ့အဖွဲသားလေးဦးစလုံးကတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။အခုဖြစ်စဉ်ကြောင့်မြေပြင်ပေါ်ကအရက်သားတွေထိခိုက်သေးတဲ့သတင်းတော့မကြားရပါဘူး။ရေတက်ဟာလေရင်ပြတ်ကျမှုအပြီးမှာ P3 လေရင်တွေအလုံးပြန်တန်းခွင့်ကိုယာယီဆိုင်းငံ့ထားစေပြီးလုံခြုံရေးစမ်းသပ်မှုတွေပြန်လည်လှုပ်ဆောင်သွားမယ်လို့ပြောပါတယ်။လေရင်ပြတ်ကျနေတဲ့နေရာမှာလောင်ကျွမ်းနေတဲ့မိကို ိုဟန်မြို့ထဲကမိသက်ကားတွေနဲ့မိသက်ဝန်ထမ်းအယောက်40လောက်ကတွားရောက်ငိမ့်တက်ခဲ့ရပါတယ်။တောင်ကိုရီးယားနိုင်ငံသမိုင်းမှာအဆိုရဆုံးလေကြောင်းမတော်တဆမှုကြီးအပြီးလပိုင်းလောက်ကြာမှာပဲ။အခုလိုမျိုးရေတက်ကင်းလဲလေရင်ပြတ်ကျမှုနဲ့ကြုံတွေ့ကြရတာပါ။ဒီဇင်ဘာလတုန်းကဂျဲဂျူလေကြောင်းပိုင်ခရီးတဲ့လေရင်ဟာနိုင်ငံတောင်ပိုင်းမှာရှိတဲ့မူအန်လေစိတ်မှာအရေးပေါ်ဆင်းသက်တဲ့အချိန်ပြေးလန်းအဆုံးမှာရှိတဲ့ကွန်ကရစ်အကာရံကိုဝန်တိုက်ခဲ့မိတာကြောင့်169ဦးသေဆုံးခဲ့ပြီးနှစ်ဦးသာအသက်ရှင်ခဲ့ရလို့သိရပါရဲ့ရှင်။